အတွေ့ခါယူဆရမှားပြီဆိုရင်အနှစ်ကောအကာအကာကောအနှစ်လို့ပြောင်းပြန်မြင်ကြတယ်နားလည်တယ်နော်အတွေ့အခေါ်အယူဆထက်လိုက်အောင်အကြံစီသမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပကိုဘာသာပြန်ပြောတာအတွေ့ကောအယူဆအကြံစီမှားပြီဆိုလို့ရှိရင်ဘာကိုဘာအကာကော အနှစ်အနှစ်ကိုအကပြောင်းပြန်ယူဆကြအဲ့ဒီလိုပြောင်းပြန်ယူဆခြင်းဟာမိစ္ဆာဒိဋ္ဌိဥမာစီးပွားဥစ္စာဟာအနှစ်လားအကလားနော်နှစ်တရားအတွင်းအကုန်လုံးပြစ်ခဲ့ရဘဝတန်တရာယူသွားရမှာကလှူထားတဲ့အလှလေးပဲပါတော့အသက်ရှိခြင်းတိုင်းရှိအချင်းပြတ်တဲ့ပုဂ္ဂိုလ်ရဲ့အသက်ရှိခြင်းဟာအကာ သိလနဲ့နေရရင်တမနဲ့ပဲနေရနေရနတ်ပြည်လေကထောင်ပြီးသားဖြစ်တယ်လေဟုတ်လားအဲဒါကြောင့်သိရှိတဲ့ဘဝရဲ့အနှစ်ကသီလစေဘဥစ္စာရဲ့အနှစ်ကဒါနဒိခန္ဓာအချောဆက်ပြေးပြလိုက်တာလှလိုက်တာပြောကျင်တိုင်းပြောနေ့တရားအတွင်းပုတ်သွို့ပြီးတော့မိရှုခံမြေမြုပ်ခံအဲဒါကြောင့်ခန္ဓာရဲ့အနှစ်ကဘာလဲဆိုတော့ခန္ဓာထဲမှာရှိနေတဲ့အရှိတရား ရှားလို့ပြောမယ်ပရမတ္ထအမှန်တရားသစ္စာအဲ့ဒီနှခေါကိုသိတဲ့ဝိပဿနာဉာဏ်သီးသာလင်ခန္ဓာရဲ့အနစ်ဟုတ်လားအဲ့ဒါနိမ့်တဲ့ကာကိုခွဲပြီးတော့နားမလဲကြဘူးဆိုရင်ဒီပုဂ္ဂိုလ်တွေဘာဖြစ်လဲအကာပဲရမယ်အနစ်မရဘူး